ယ်ဒီနေ့မို့လို့သူမလိုမျိုးလုံးဝပြောင်းလဲသွားပြီဖြစ်တဲ့ collector skin လဲလို့ရတဲ့ event ပုံစံအစ်စ်ကြီးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါလေလုံးဝပြောင်းလဲသွားပြီဆိုတော့အကောင်ကြီးပဲနဲ့မမှတ်လိုက်နဲ့လုံးဝမဖြစ်တဲ့အရာတွေရှိသေးတယ်ဆိုတော့မို့ဒီနေ့ video မှာကတော့ဘာတွေပြောင်းလဲသွားလဲပြီးပြီဆိုတော့ဘာတွေမဖြစ်တဲ့လားလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါလေဆိုတော့မောင်ကောင်းကြီး event ခဲ့ကြတော့ let's go ကဲကျွန်တော်ပထမအုံးလုံးလေးနဲ့ gain နဲ့ဝင်လိုက်ပြီဆိုတော့ဒီ event event လေးကိုသွား event ထဲမှာအောက်မှာ grand collection ဆိုတဲ့ဥစ္စာလေးရှိတယ်မြင်းနဲ့တိုင်းမဲ့ဒါကတော့အရင်တုန်းကကျွန်တော်တို့ collector skin လဲလို့ရတဲ့ event ကိုပုံစံ revamp ပြုလုပ်ပေးထားတဲ့ပုံစံအစ်စ်ကြီးပဲဖြစ်ပါတယ်ဆိုတော့မို့ပုံစံကြီးလိုက်မယ်ဆိုရင်မိုက်လားဆိုရင်ဆောင်ရဲမိုက်တယ်လို့အရင်ဆုံးပြောချင်တယ်ပေါ့နော်ဆောင်ရဲမိုက်တယ်ဆိုတော့လေပျော်မသွားနိုင်ဘူးမမိုက်တဲ့ချက်ကိုကျွန်တော်တန်းပြီးတော့ပြပေးမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရင်ဒီမှာတစ်ချက်နှိပ်လိုက်မယ်ဆိုရင်တော့ပြမြင်တဲ့အတိုင်းပဲအရင်ဆုံးကဆိုရင်ကျွန်တော်ကော်လက်တာ၃ပုံတည်းကကိုချိုင်တဲ့တကောင်ကိုရွေးခွင့်ရှိတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကော်လက်တာတကောင်မင်းပါပြီးတော့ကျန်တဲ့စကင်နှစ်ခုက lucky box စကင်တွေဖြစ်နေတာကို brother တွေနဲ့တွေ့မြင်ရမယ်ဒါကတော့ပုံမှန်လူတွေအတွက်ဘာမှဖြစ်ပါဘူးလေဆို ပေမဲ့ collector second ကိုလိုချင်လို့စောင့်နေတဲ့သူတွေတော့တော်တော်လေးအဆင်မပြေဖြစ်စေနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ collector second အစ်စ်ထွက်တယ်ဆိုရင်ဘေးနားမှာအများန်းလို့လို့ collector အရင်ထွက်ခဲ့တဲ့နှစ်ခုကိုလိုက်ပေးလို့ရှိရပေါ့နော်။အရင် event တော့ဆိုရင်အဲ့ဒီအတွက်ကြောင့်မလို့ဘယ်လိုပြောမလဲ။အရင် collector မရလိုက်တဲ့သူတွေကလည်းပဲအော်ငါဒီချိန်မှာ collector ဒီအဟောင်းလေးကိုပဲပြန်ယူမယ်ဆိုတော့အတွင်းမျိုးရှိတဲ့လူတွေကအဲ့ event တော့အဆင်ပြေခဲ့တယ်။ဒါပေမဲ့ brother တို့မြင်တဲ့အတိုင်းပဲဒီ event မှာကကျွန်တော်တို့က collector တကောင်ဝဲပေးပြီးတော့ channel ဆိုတဲ့ lucky box ဖြစ်နေတဲ့အတွက်ကြောင့်မလို့ ွန်တာဟိုးရင်တော့ကွန်တာတွေကိုစောင့်မြင်အောင်နေတဲ့သူတွေအတွက်ကတော်တော်လေးကိုစိတ်ညစ်စရာကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်ဒါ advance server မှာပဲရှိသေးတယ်ပေါ့နော်ကျွန်တော်တကယ် original server ကိုရောက်လာတဲ့အချိန်မှာတော့ဘယ်လိုပြောအောင်ကျွန်တော်တို့ဒါ complaint တက်တဲ့အတွက်ကြောင့်ပြောင်းလဲမလားတော့မသိပြင်မယ်အခုအချိန်မှာတော့ဘာသာလို့မြင်ရတဲ့အတိုင်းပဲကွန်တာတစ်ကောင်ရဲ့ lucky box နှစ်ကောင်ရဲ့ပဲဖြစ်နေသေးတယ်ဒါကြီးကတော်တော်ကြီးမမိုက်တဲ့ပြောင်းလဲမှုတစ်ခုလို့ကျွန်တော်အရင်ဆုံးပြောချင်တယ်ပေါ့နော်တော်နေရပြောသလိုပဲ event ကြီးကမိုက်လားလို့ပြောမယ်ဆိုရင်တော်တော်ကြီး fine နဲ့အရင်ကလည်းလုံးဝမတူပဲနဲ့လုံးဝအသစ်ဆိုတဲ့အငွေးတက်တွေ းလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်ဒီဘက်မှာ daily surprise ဆိုတာလေးပါမယ် and ဒါမျိုးလေးခွဲထွက်ပေးထားတယ် okay ကြိုက်တယ်ဆိုတော့ကျွန်တော်တို့ဘာယူရင်းမလဲယူရင်းနာယူရင်းအန်လာကလိန်လုံးလဲ okay ဆိုတော့ပြီးပြီဆိုတော့ဒီမှာ free domain ဆိုပြီးအသက်ခွဲပေးထားတယ်ဒါတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ကတ်တရာပြည့်ဘာညာတရကအဲ့လိုမျိုးလေးရှိမယ်ပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်ဒီမှာဆိုရင် login လုပ်ရမယ် and အဲ့ဒါဆိုကျွန်တော် free ticket လေးတွေရမယ်ပေါ့နော်ပြီးကြ make a purchase in the shop shop မှာဝယ်ယူမှုတစ်ခုကိုပြုလုပ်ရမယ် recharge လုပ်ရမယ် and recharge 50% and ဘာညာ spend 100 diamond ဒါမျိုးတွေပေါ့နော်ဆိုတော့ကြောင့်မလို့ဒါလေးကတော့မစိုးဘူးလို့ကျွန်တော်ပြောရမယ် free domain င်ကိုပို့ပြီးတော့မိုက်အောင်လုပ်ပြီးထားတယ်။အင်းဒါလေးကလည်းလုံးဝ မိုက်တယ်လို့ပြောလို့ရတဲ့နေရာမှာပါတယ်ပေါ့နော်မြင်းတဲ့အတိုင်းပဲဒီဘက်ကစကင်ကြီးကဘာလဲဆိုဒီမှာဂူရှင်းနဲ့အစားထိုးထားတယ်ဆိုပေမဲ့တကယ်တမ်းကအနာကဘာကြီးလဲဆိုဟန်ဆိုပေါ်လန်ဒါစကင်ပဲဖြစ်ပါတယ်ကျွန်တော်ကြားထားတဲ့သတင်းနေရဆိုရင်လာလာမဲလာမှာထွက်မယ်လို့လည်းကြားထားတယ်ပေါ့နော်ဘေးနာကတော့မြင်းတဲ့အတိုင်းပဲကျွန်တော်ဇက်စကင်ကြီးပေါ့နော်ဒီတဲ့ပုံမိုက်တာတခုကျွန်တော်ချက်ကြည့်မယ်ဆိုရင်မြင်းတဲ့အတိုင်းပဲဒီဘက်ကစူဘူးပုံစံလေးကိုနောက်လိုက်မယ်ဆိုရင် super price ဆိုပြီးရှိရင်ဒီမှာဆိုရင်ကျွန်တော်တို့ collector စကင်ရှိမယ်ရာပြီးပြီဆိုတော့ဒီမှာဇက်အဲ lucky box စကင်ပြီးတော့ lucky box စကင်အဲအဲ့လိုမျိုးလေးချက်ပေးထားတယ်ပေါ့နော်ဒါပါပဲပြီးပြီဆိုတော့ကျွန်တော် င်ဒီအောက်မှာ second နေဘာတွေရမလဲဆိုတော့ဒီမှာတခါလေးပြပေးထားတယ်ပေါ့နော်ဒါပါပဲဆိုတော့ကျွန်တော်တို့ဒီ event ကိုတစ်ချက်ရှိုးမယ်ဟိုရင်လုံးကလည်းတူလားတူလားဆိုတော့တစ်ချက်ရှိုးလိုက်မယ်ဆိုရင်နေတဲ့အတိုင်းပဲ collector lucky ball ဆိုပြီးနှစ်ခုပါလာတယ်ဒါလည်းပုံစံအတူတူပဲအဲကန်ဆိုးသွားနေပဲ lucky ball နှစ်ခုဝင်လာတာဖြစ်တော့ကျွန်တော်ကျွန်တော်ဒါတော့ကျွန်တော်တို့တိတ်ပြီးတော့ကြိုက်တဲ့အရာတစ်ခုတော့မဟုတ်ဘူးပြချက် special second special second ကတော့ဒါပုံမှန်အတိုင်းပဲပေါ့နော်ကိုကြိုက်တာကိုရွေးလို့ရတယ်အဲ brother တို့ကြိုက်တာရွေးပြီးတော့ကြိုက်တာလဲပေါ့နော်ဒါတော့ဟိုရင်လုံးကလည်းတူလဲလို့ပြောရမယ်ပြချက်တော့ at least second အတူတူပဲ business second အတူတူပဲ price 5အဲဒါ ါလေးကအကုန်အတူတူပဲလို့ပြောရင်ဘောင်ပေးတယ်အီမုံပေးတယ်ပြီးရင်စကင်လေးတွေစပေးတယ်ပေါ့နော်ဒါကတော့ပုံစံအကုန်အတူတူပဲလို့ကျွန်တော်အနေနဲ့ပြောရမှာပဲဖြစ်ပါတယ်ပြီးပြီဆိုရင် switch reward reward ဆိုတာကမြင်တဲ့အတိုင်းပဲအရင်ဝိုးရင်တော့ဆိုရင်ကျွန်တော်တို့ collateral စကင်တစ်ခုယူပြီးလို့နောက်ထပ်တစ်ခုယူခြင်းနဲ့ဆိုရင်ဒါမျိုးလေးကိုနှိပ်ပြီးတော့ယူလို့ရမှာပဲဖြစ်ပါတယ်ဖြစ်ဆိုရင်တော့ brother တို့အနေနဲ့ဘာပဲဖြစ်ဖြစ်ဒီပုံစံကြီးကဆောင်းရဲမိုက်တယ်ကုန်းနဲ့အမ်ပြီးပြီဆိုရင်အစ်တပြပြင်ထားတဲ့ပုံစံလေး free တုံတင်ပေးတဲ့ပုံစံနဲ့တော်တော်လေး fine နဲ့ဒါပေမဲ့လည်းတော်နေရပြောသလို lucky ball နှစ်ခုဝင်လာတာကြီးကတော်တော်လေးမကြိုက်မိဘူးကျွန်တော်တို့ကပေါ့နော် ဒါအဲ့ဒီခဏဒါဆိုတော့ကျွန်တော်ဒီ event ရဲ့ animation ပုံစံလေးကဘယ်လိုရှိလဲဆိုတော့ကျွန်တော် sample လေးကြည့်မယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော် free ticket လေးနဲ့စပြီးလက်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် animation လေးကို check show မှာကောင်းကျွန်တော်1 2 3 let's go yo ဟင်းဟင်းဆိုရင်တော့တော်တော်လေး classic ဆန်နေဆိုတဲ့ခံစားချက်မျိုးလည်းရတယ်ပေါ့နော်အဲကျွန်တော်တို့က fine လားမင်း fine နေဗျတော်တော်လေး fine နေ animation လေးကမဆိုးဘူးဆိုတော့နောက်တစ်ခါတော့ကျွန်တော်ဆက်ပြီးလက်ကြည့်မယ်ပေါ့နော်အဲဘာဘာ reward တွေပေးလဲဆိုတော့ကျွန်တော်သိချင်တဲ့အတွက်ကြောင့်ပေါ့ okay နှစ်ခါလဲတယ်ပေါ့နော်။ဉာဏ်နဲ့တိုင်းရနှစ်ခါလဲပြီးအဲနောက်နောက်တစ်ခါမြောက်မှာကျွန်တော်ဒိုင်မွန်စပြီးသုံးရမယ်။ဆိုရမို့ဒိုင်မွန်လေးစပြီးသုံးကြည့်မယ်အောင်ညို Let's go ။ဘာစကင်လေးနေပေးမယ်ဆိုတော့ကျွန်တော်သိကြည့်လို့ပေါ့နော်။ Okay confirm ။အဲကျွန်တော်ဒီမှာတစ်ချက် show မယ်ဆိုရင် price number 6ဒီမှာဆိုရင်ကျွန်တော်တို့ကဘာပြီးသွားပြီလဲဆိုတာမပြဘူးပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်ကအဝိုင်းလေးနဲ့ဗျာ collector skin ကိုဘာတွေရနေပြီဘာတွေရနေပြီငါဘာတွေရတော့မယ်ဆိုပြီးပြတယ်ပေါ့နော်ဒီမှာဆိုရင်လုံးဝမပြတာကိုကျွန်တော်အနေနဲ့တွေးမြင်ရတယ် ဆိုတော့ကျွန်တော်စကန်ကောင်းရင်တန်းပေါက်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးလားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်။စကန်ကောင်းရင်တန်းပေါက်တယ်ဆိုတာဒါမျိုးပေါင်းနေပါရင်းညာတွေကိုပြောတာပေါ့နော်။အဲဒီအဲဘယ်လိုပြောမလဲဒီကော်လတာစကင်ကြီးကိုတန်းပေါက်မယ်လို့ပြောတာမဟုတ်ဘူးနော်။ကျွန်တော်ပြောတဲ့တပိတ်ပဲ။နည်းလေးနားလည်မှုလွယ်တော့မှာဆိုတော့ကျွန်တော်နည်းလေးတော့အဲစကင်နှစ်ခုလောက်ဒီ PL ကြီးတော့ကျွန်တော်ဆက်မြင်တဲ့အတိုင်းပဲကျွန်တော် spec 100 diamond အသုံးပြီးသွားတဲ့အချိန်မှာဒီမင်းသားမှာပါလဲရမယ်ဆိုတော့ free တုံနေရမယ်ဒါတော့ဟုတ်ရင်တော့လည်းတူတူပါပဲဗျ trade through တော့အဲမကွဲဘူးလို့ထင်တယ်ဆိုတော့ကျွန်တော်တုံကင်လေးနဲ့ချလိုက်ရင် ဲဆိုတော့ကျွန်တော်ဘောင်ရောက်သွားပါပြီဘဏ္ဍာကောင်လေးလိုက်ရလဲဆိုတော့ brother တို့မြင်နေတဲ့အချိန်ပဲလေ့လိုက်ရတယ်ပေါ့နော်ဘောင်တစ်ခုရဖို့အတွက်ဒီမှာဘောင်တစ်ခုပြီးသွားတဲ့အချိန်မှာအမှန်ချင်းလေးပေါ်တယ်နောက်တစ်ခုကတော့ emote လေးပေါ့နော်ကျွန်တော်ထပ်ပြီးလှည့်ကြည့်မယ် okay နောက်နေ့80ကျွန်တော်တမ်းပြီးသုံးကြည့်မယ်ပေါ့နော် okay ဆိုတော့နောက်နေ့90ကျွန်တော်တမ်းပြီးသုံးကြည့်မယ် okay နောက်နေ့100တမ်းပြီးသုံးကြည့်မယ်ကျွန်တော် โอเคဆိုတော့ကျွန်တော်ဒီမှာနောက်တစ်130တန်းပြီးတုံးကြည့်မယ်။ဒါဆိုကျွန်တော်အနေနဲ့ဒိုင်းမွန်းတွေကအဲ600 900မကကုန်းနေပြီလေဒီလေနော်ဒိုင်းမွန်း130ကျွန်တော်တန်းပြီးတုံးကြည့်မယ်။ဒီမော့အဒီမှာ second တန်းပြီးပေါက်သွားတယ်။ဆိုတော့ဒါဘယ်နည်း second ပေါ့နော် second တန်းပြီးပေါက် collector second တော့မဟုတ်ဘူး။အဲ second တန်းပြီးပေါက်သွားတယ်။โอเคဘလို့ကြော်ပေါက်သွားတယ်။မြင်လားမသိဘူးကောင်းညို့။ဆိုတော့မို့ဒီ event ကကန်နဲ့ဆိုင်နေဆိုတဲ့သဘောမျိုးထဲမှာဖြစ်သွားပြီပြောနေတာကဒီမဲ့ဆိုရင် emote ကိုကြော်ပြီးတော့ဒီကောင်ကောက်ပေါက်သွားတယ်ဆိုတော့ကြောင့်မို့ brother တို့အနေနဲ့ ောင်းချင်ရပေါင်းနိုင်တယ်ဆိုတဲ့သဘောမျိုးတွေမှာရှိတယ်။ဒါနဲ့ကြောင့်ကျွန်တော်နည်းနည်းထပ်လဲကြည့်မယ်ဆိုရင် video စကင်သွားမလား။ဒီ emote ဝင်ပြန်သွားမလားဆိုတော့ကျွန်တော်သိကျင်တယ်ဆက်နည်းနည်းလောက်ဆက်လဲကြည့်မယ်ပေါ့နော်။ဆိုရအောင်မလို့130။နည်းနည်းလေးဆက်လဲကြည့်မယ်။ဆိုရအောင်မလို့ဒီဒီတိုင်းလာဆိုရင်ဒီတိုင်းလာရောက်လာမယ်ဆိုရင်ကျွန်တော်တို့လုံးဝကျွတ်စင်ကြီးတက်သွားမှာလေ။ဘာလို့လဲဆိုတော့စကင်လေးကျန်းပေါင်းတယ်ဆိုရင်အလီဒါမျိုးတွေဖြစ်သွားနိုင်တယ်။လုံးဝလုံးဝလုံးဝမိုက်တယ်ပေါ့နော်ဒါကြီးက။โอเค160ဒိုင်မွန်းเนี่ยလည်းကုန်ဦးနေပြီဒိုင်မွန်းเนี่ยလည်းကုန်ဦးနေမဟုတ်တော့မဟုတ်သေးဘူးโอเค180 ဟုတ်ကဲ့ကျွန်တော်သိချင်တာ between second တန်းပေါ့မလားအရင်တုန်းကဒီ Huawei ပြန်ပေါ့မလားကျွန်တော်သိချင်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်လဲနေတာဖြစ်ပါတယ်။အော်ဒီမဲ့ဒီမဲ့ကောင်းကြီးတို့ပြန်ပေါက်သွားတယ်ဒီဘက်ကဥစ္စာတကူ stray တော့မို့ဒါကံပေါ်မှာမူတည်သွားပြီဆိုရင်အတိတ်ပဲမျိုးပါ brother လို့နားလဲအောင်ကျွန်တော်ပြန်ရှင်းပြမယ်ပေါ့နော်အရင်တုန်းကဆိုရင်ကျွန်တော်တို့တွေကသူ့ပေးထားတဲ့အဝိုက်အတွင်းမှာပဲသူပေါက်တာပေါ့နော်အဲကြော်ပေါက်တာမျိုးဘာညာတာကဆိုတာနည်းနည်းလေးဘယ်လိုပြောမလဲ ရှားတယ်ပေါ့နော်ဒီ event မှာကကံကောင်းတယ်ဆိုရင်ကျွန်တော်တို့ second တွေကိုကြိုပြီးပေါင်းနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါအဲအရင် event နဲ့တော့ဒါလေးကွာဟသွားတဲ့ပုံစံမျိုးမှာကျွန်တော်တွေးမြင်ရတယ်ဆိုတော့ကျွန်တော်ဒါလေးတကူကတော့ကောင်းတယ်လို့ပြောလို့ရဒါပေမဲ့ကံဖြစ်တဲ့တကြောင်မလို့လူတိုင်းတော့ကံမကောင်းနိုင်ဘူးဗျာဆိုတော့ကြောင်မလို့လူတိုင်းအတွက်ကတော့ဒါကြီးကကောင်းတဲ့အချက်တော့ဖြစ်မှာတော့မဟုတ်ဘူးဒါပဲဖြစ်ဖြစ် brother တို့အနေနဲ့ဒီ event ပြောင်းလဲသွားတဲ့ပုံစံကိုကြိုက်ရမကြိုက်ဘူးလို့ဆိုတော့ comment မှာတစ်ချက်တော့ခြေပြီးရင်ကျွန်တော်ကတော့ကြိုက်တယ်လို့လို့မကြိုက်တယ်လို့လို့နှစ်ချက်ကရောထွေးနေတယ်ပေါ့နော်ဆိုတော့ကြောင်မလို့ brother တို့အနေနဲ့ရောဘာတွေကြိုက်လဲဘာတွေမကြိုက်ဘူးလို့ဆိုတော့ comment မှာတစ်ချက်ရှင်း ကဲအခုလာမဲ့ဒီမဲ့မြင်းနဲ့တိုင်းမဲ့ဟန်ဆိုကောလာတိုင်းရတော်တော်ကြီးဖိုင်နေတယ်နဲ့မှာတော့ပါတယ်ပေါ့နော်ပုံစံချိရတာတော်တော်ကြီးကိုဖိုင်တာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဘယ်နည်းထွက်လာမလဲဆိုတော့ကျွန်တော်ဝင်ရင်စောင့်မြုံနေတယ်တကယ်လို့ကျွန်တော်အနေနဲ့ original server မှာဒီစပင်ထွက်လာမယ်ဆိုရင်လည်းကျွန်တော်တန်းပြီးတော့လှည့်ပြမှာဖောက်ပြမှာဖြစ်ပါတယ်အဲ့ချိန်ကျရင်လည်း brother တို့အနေနဲ့အဲ video လေးကိုလာချိလို့ရပါတယ်ခင်ဗျာကဲဆိုတော့ကျွန်တော်ဒီနေ့ video လေးကဒီနေ့တည်းဒီလောက်ပါပဲအဲအဆုံးလေးကြည့်ပေးရတယောက်ချင်းတယောက်ချင်းသူအများကြီးအများကြီးတင်ပါတယ်ကဲဆိုတော့ brother တို့ရောဒီ collector skin event အစ်စ်ပုံစံတွေကြီးကိုဘယ်လိုမြင်လဲကိုမမချက်ရေးပေးခဲ့ okay လားကောင်းညိုကဲအားလုံးပဲ Bye, man.